မေအမေချောက်စေးလိမ့်ပေးမယ်။နေပါစီတော့ချွေးမအကြီးရဲ့မဟုတ်လေ။ချွေးမကတနေ့ကောင်အိမ်လုပ်တွေလုပ်နေရတာ။သမီးလည်းပင်ပန်းနေပြီနေမှာ။မပင်ပန်းပါဘူးအမေရဲ့။သမီးရဲ့အလုပ်တွေအားလုံးပြီးသွားပြီ။အမေလည်းချက်ပြီးပြီ။ယောက်ျားလာတဲ့အခါမှာသမီးကူပေးလိုက်မယ်။လာလာသမီးစေးလိမ့်ပေးမယ်။အဲ့ကျနာကတော့သူ့ရဲ့ရောက်ခမရဲ့ခြေရောက်ကိုစီလိမ့်ပေးခဲ့တယ်။တော်ပါတော့ချွေးမရဲ့အခုနေလို့ကောင်းသွားပါပြီ။ချွေးမအကြီးကအိမ်အလုပ်တွေအကုန်လုံးကိုလည်းနိုင်နေ တအားကိုတော်တယ်ချွေးမအငယ်လဲဒီလိုပဲဖြစ်ရင်တိတ်ကောင်းပါပဲစိတ်မပူပါနဲ့အမေရဲ့ကျမရဲ့ရောင်းမလာပြီဆိုလို့ရှင်လေကျမတို့အတူတူချစ်ချစ်ခင်ခင်ပဲနေကြမှာပါ။ပဝင်းချင်းကလူတွေတောင်မှသမီးတို့ကိုကြည့်ပြီးတော့မှမနာလိုကြလိမ့်မယ်။သမီးတို့နှစ်ယောက်ပေါင်းပြီးတော့မှ အင်းကအတာဝန်တွေကိုကြည်ပွန်အောင်လုပ်ပေးပါမယ်။ အိမ်ကတာဝန်ပဲမဟုတ်ဘူးချွေးမရယ်မိဖို့ချောင်းကအလုပ်တွေရောပေါ့ဘာလို့လဲဆိုမိသားစုတစုမှာမိဖို့ချောင်းနဲ့ပတ်သက်ပြီးပဲပြဿနာအများဆုံးတက်တာဒီမိဖို့ချောင်းကြောင့်ပဲမိသားစုတွေပြိုကွဲသွားကြတာကိုအများကြီးတွေ့ဘူးတယ်မဖြစ်စေရပါဘူးအမေရယ်ဘာမှစိတ်မပူနဲ့နော်ဒါပေမဲ့လည်းအမေကမှတ်နဲ့လည်းတစ်ခေါက်လောက်မိလာဆောင်ဖို့ကိစ္စကိုပြောကြည့်အောင်လေမလေးသူကတော့မိလာဆောင်ဖို့အတွက်အစဉ်သစ်ပဲ ငါကအဲ့လိုမင်္ဂလာတွေလိုင်းဆောင်ပေးတဲ့သူရှိရယ်လေသူတို့ကိုပြောထားတယ်နှစ်ရက်သုံးရက်နေရင်အကောင်းဆုံးရှာပေးမယ်တဲ့ကျဲအနှင်းငယ်ကြမှာတော့ကောင်မလေးတယောက်တွေ့သွားခဲ့ပါတော့တယ်ဒီလိုနဲ့အဲ့ကောင်မလေးကိုသဘောကျပြီးတော့မှသူ့သားနဲ့လက်ထပ်ပေးလိုက်ပါတော့တယ်ဒီလိုနဲ့အခုချိန်မှာအဲ့ကောင်မလေးကယောက်ျားအိမ်ကိုလိုက်လာခဲ့ပါတယ်သူကသူ့ယောက်ျားနဲ့အတူတူအိမ်အပေါ်ထက်မှာနေထိုင်ခဲ့တယ်သူကမနှက်ဆိုလို့ရှိရင်လည်းနောက်ကျမှထားပါတယ်။ဒါကြောင့်မလို့အိမ်အလုပ်တွေကိုတိတ်ပြီးတော့မလုပ်နိုင်ခဲ့ဘူး။ ီလိုနဲ့တဖြည်းဖြည်းနဲ့ခွေမအကြီးကအိတ်ဆိုးလာခဲ့တယ်။ကြည့်ပါအောင်ဘယင်မကယောက်ျားနဲ့တူတူအိမ်ပေါ်တဲ့အခန်းမှာဇိမ်နဲ့နေတယ်။ဘာလို့လဲဆိုသူကသိတယ်လေ။အောက်ထက်မှာမိဖို့ကြောင့်ရှိတယ်။မိဖို့ကြောင့်လည်းနီးတဲ့သူကမိဖို့ကြောင့်အလုပ်တွေလုပ်ရမယ်ဆိုပြီးတော့သူကထင်လို့ပြောင်းလိုက်တာနေမှာပေါ့ကိုရိုင်းတော့တနေ့ကောင်းလုံးစိတ်နဲ့အိတ်နေတယ်အိမ်ကအလုပ်တွေအားလုံးကိုငါတယောက်တည်းကပဲလုပ်ရတယ်ငါရဲ့ဘဝကတော့ကောင်းကောင်းမကောင်းမင်္ဂလာဆောင်ပြီးကလေးကဒီမီဝီဆောင်ကလွယ်ပြီးတခြားဘာမှလည်းမမြင်ဘူး တော်ကြာတီမီဖို့ကြောင့်နဲ့မှာပဲသပင်အမဲကနေသပင်ဖြူသွားအောင်မယ်သူတယောက်တည်းဒီလိုပဲပွားစီပွားစီလုပ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့ရှောင်းမကမီဖို့ကြောင့်နဲ့ဝင်လာခဲ့တယ်မမကြီးတယောက်တည်းဘာရီပြောနေရအောင်တန်နဲ့သမင်းချက်ပြီးသွားပြီလားအရှမ်းကိုဘိုက်စာနေလို့အေးပေါ်နေလေအချိန်ဆိုတော့သမင်းနဲ့ပင်းချက်ထားတယ်ဟာထမင်းနဲ့ပင်းရင်ချက်ထားတာလားနေ့တိုင်းအဲ့ဒါကြီးပဲချက်နေတော့တယ်တခြားဟာလေးပါလေးလည်းချက်ပါအောင်ဟိုကဲဟင်းလေးတွေချားဟင်းလေးတွေလည်းချက်ပါအောင် အေးပေါ်နေကလည်းမနဲ့အစောမလာဘူး။ငါပဲတယောက်တည်းအလုပ်တွေအကုန်လုပ်နေရတာ။အလုပ်တွေလုံရင်းလုံရင်းနဲ့နေ့လေနှစ်နိုင်ထိုးသွားတယ်။မမြန်ချက်မဲဆိုရင်ဒါပဲချက်လို့ရတာ။မသိရင်တော့နေကဟိုတယ်တစ်ခုမှာရက်နေရတဲ့အမိတ်တွေပေးနေတယ်။ဒါချက်လိုက်ဟိုဘချက်လိုက်နဲ့ဒီလိုလုံလို့မရအောင်နော်။ဟာမမကလည်းသိဆိုးသွားပြီလား။ညစာကတော့ကျမပဲချက်တာလေဒါပေမဲ့လည်းငါလည်းနင့်ကိုကူညီပေးနေတာပဲဒီလိုနဲ့သူတို့ကတယောက်နဲ့တယောက်အငင်းပွားနေကြတယ်အဲ့ဒီအချိန်မှာ အသက်ကြီးနေတဲ့ယောက်ခမကရောက်လာခဲ့တယ်။ဘာဖြစ်တာရောချွေးမတို့ရေ။ဘာမှဖြစ်ပါဘူးအမေရေ။ဟုတ်ပြီအမြန်ဆုံးသားနှယောက်ကိုထမင်းကူပေးလိုက်တော့သူတို့ထမင်းစားပြီးတော့ဆိုင်ထဲပြန်သွားရအောင်ပါလေ။အခုချိန်မှာတော့ချွေးမနှယောက်ကသူတို့ကို အတူတူထမင်းဟင်းကူပေးခဲ့ပါတယ်။ဒီနေ့ပြန်ပြီးတော့မှထမင်းနဲ့ပဲဟင်းပဲစားရတော့မှာလား။လေကလည်းဒါပဲစားထားတာလေဟုတ်တယ်လေမင်းကမပဲချက်တာဒီနေ့တော့ပဲစိမ့်ကုန်လေဒါပေမဲ့ပဲရပဲတူတူပဲလေ ဟုတ်တယ်ကျမလည်းအဲ့ဒါပဲပြောတာမမကိုဒါပေမဲ့လည်းမမကနားမမထောင်တာလူတယောက်ကတနေ့ကုန်လုံးဒီကောင်နဲ့ဝင်နေရတယ်အချိန်မီလဲချက်ပြုတ်ရတယ်ဆိုတော့ဒါပဲချက်ပြုတ်နိုင်မှာပဲနေကိုရိုင်တော့အလုလာကူမယ်မရှိဘူးပြီးရင်တော့အမိတ်အော်တာလာသေးတယ်အလောက်ထိကောင်းလာကြိုက်တယ်ကောင်းလာစားချင်တယ်ဆိုရင်ကိုဟာနေကိုချက်လိုက်လေဟာမမကလည်းတစ်ချိန်လုံးဒါပဲပြောနေတာပဲဒီလိုနဲ့ပြိမနေယောက်ကအချင်းချင်းအပြည့်ခဲ့ကြတယ် ရန်អော်နေခဲ့ကြတယ်ဒါကြောင့်မလို့ညီကိုနှစ်ယောက်ကနားပိတ်ခဲ့ကြတယ်အမလီဒါဘလူတွေဖြစ်နေတာတော့ငါတို့အိမ်ကလည်းလူတွေနေတဲ့အိမ်နဲ့မတူကိုမတူတော့ဘူးချွေးမရဲ့ကလေးတွေလိုပါလို့ရန်ဖြစ်နေတာတော့ချွေးမအကြီးကြီးနင်ကတော့အရန်ကိုရင်းချက်တဲ့သူလေအခုတော့ဘာဖြစ်သွားတာတော့အဲ့ဒီအချိန်မှာတော့ရောက်ခမဖြစ်သူကချွေးမနှစ်ယောက်ကိုပါဆက်ပိတ်ခိုင်းလိုက်ပါတယ်ဒါမဲ့ရှေ့လျှောက်ဘာဆက်ဖြစ်မလဲဆိုတာတော့သူကမစင်စားထားမိမှာမဟုတ်ပါဘူးဒီလိုနဲ့ရက်တွေကောင်းဆောင်ခဲ့တယ်ဟာပြင်ပြီးတော့ပန်းဟစ်ချက်တာလား ဒါရီကျွန်မမစားနိုင်ဘူး။ကျွန်မကနှုတ်ခဲစားခြင်းနဲ့အနောက်ထိနှုတ်ခဲစားခြင်းနဲ့ဆိုလို့ရှိရင်လေကိုကနေကိုဝယ်ခဲလိုက်လေ။ကိုကနေကိုချက်လိုက်ပေါ့။ဘယ်နဲ့ဆိုရင်တော့စောစောမထခြင်းဘူး။နေလေဆိုရင်လေပြင်းနေ။ညစာချက်ပြီးဆိုလို့ရှိရင်လေငါကနေ့ကိုကူပေးတယ်ဘီနာကနေ။အာဒီနေ့ရောက်ကပြန်ပြီးရန်ဖြစ်ကြပြီလား။ငါဟုတ်အဖေကနေလာတဲ့အခါမှာပဝင်းချင်းကလူတွေက လောင်ပြောင်ပြီးပြောနေကြတာ။ ဘယ်ကနေကြောင်နေရန်ဖြစ်တဲ့အတန်ကြားနေရလဲမသိဘူးဆိုပြီးတော့ပြောပြောပြီးရည်နေကြတယ်အခုတော့ပဝင်းချင်းကလူတွေတောင်မှငါတို့ပေါ်ရည်နေကြပြီနေတို့တာဝန်တွေကိုခဲလိုက်ကြတော့မနက်စာကတော့အပြင်ကနေဝယ်စားတယ်ဆိုတော့နီးလေစာနဲ့ညနေစာပဲအိမ်မှာချက်ရမှာချွေမအကြီးကနီးလေစာချက်ချွေမအငယ်ကညစာချက်ပြီးတော့တယောက်နဲ့တယောက်လည်းဘသူကမှကူညီပေးစရာမလိုဘူးနေရနေရမိဖို့ကြောင့်လည်းမအတူတူမရှိဘူးဆိုတော့ရံဖြစ်စရာလည်းအကြောင်းမရှိဘူးလေ။ဒါကြောင့်မလို့နေလေစားနဲ့ညစာတယောက်တော့ခွဲပြီးတော့ချက်လိုက်တော့ အမလေးဒီဆုံးဖြတ်ချက်ကတော်တော်ကောင်းတာပဲအမေအဲ့ဒါမှတော်တော်ကြည်ကောင်းတော့မှာနောင်နေ့ကနေစပြီးဒီလိုပဲဖြစ်ခဲ့ပါတယ်မနက်မှဖြော်ရည်တပြီးတော့မှဂျာမနီယောက်ကအိမ်လုပ်တီကိုစားလုပ်ခဲ့ပါတယ်အိမ်နာမှာထွေးမအကြီးကတော့နေ့လယ်စာကိုချက်ပြုတ်ဖို့ပြင်ဆင်ခဲ့တယ်သူကအကျော်ရီဟင်းရွက်အစုံကြီးကြော်ခဲ့ပါတယ်နေ့ကျမှတော့ညီကိုနီယောက်ကဆိုင်ကနေအိမ်ကိုလာခဲ့ပါတယ်ဝေါဒီနေ့တော့မိဖို့ဆောင်တွေကနေအနံ့ကမွေးကြိုင်းနေတာပဲဒီချိန်မှာနေ့လယ်စာပြင်ဆင်ခဲ့ပါတယ် အရီအနဲ့အရသာကဒီကနေလာနေတာဒီမှာအစိမ့်ကြော်ကြော်ထားတယ်ဘောအစွန်ရင်တော့အရန်ပြော့စရာကောင်းတာပဲအိမ်ဒီမှာတော့ပြပြောရွှင်နဲ့နီးလေစားကိုစားခဲ့ကြတယ်ညရောက်တဲ့အခါမှာတော့ချွေမအငယ်ရဲ့အလဲပေါ်ဒါကြောင့်မလို့ချွေမအကြီးကတော့စိတ်နဲ့နားပြီးတော့တီဗီကြည့်နေခဲ့ပါတယ်ချွေမအငယ်ကညနေရောက်တဲ့အခါမှာဈေးသွားပြီးတော့မှနှုတ်ခဲတွေဝဲခဲ့ပါတယ်။အခုတော့ကြည့်ထားလိုက်။အချက်တဲ့ထမင်းဟင်းကိုစားပြီးတော့မှ ဘလို့ကြိုက်သွားမလဲဆိုတာညနေရောက်တဲ့အခါမှာချွေမအငယ်ကနှုတ်ခဲဟင်ပူရီရီကြောထားခဲ့ပါတယ်။သူကြည့်ပြီးရောက်ခမဖြစ်သူက ပြောတယ်။အမလီမိုက်လိုက်လား။နီးလေလုံးကလည်းအစားကောင်းတကောင်းနေစားရတယ်။အခုညရောက်တော့လည်းအစားကောင်းတကောင်းနေစားရတော့မှာပေါ့။ကျမသိပါတယ်အမေရဲ့။ထမင်းနဲ့ပဲဟင်စားစားပြီးတော့မှတအားကိုညီငွေးနေပြီမလား။ မမကတော့အမေတို့ကိုဘာမှစိတ်မပူဘူး။ကျွန်တော်လိုပဲသူကအမေရံထမင်းနဲ့ပဲဟင်းပဲချက်ပေးတာပဲ။ဒါပေမဲ့ကျမတို့ကတော့အနည်းမတူဘူး။ကျမကအမေတို့ကိုအရင်ကယူဆိုင်ပါတယ်။စားကောင်းတကောင်းစားဖို့အတွက်အချင်းထည့်ထားလိုက်တော့နော်။ဒီလိုနဲ့ရက်တွေကောင်းဆုံးခဲ့ပါတယ်။ချွေးမအငဲကတော့ညရောက်ပြီဆိုလို့ရှိရင်စားကောင်းတကောင်းတွေချက်ခဲ့ပါတယ်။ဝေါ့အရင်ကိုကောင်းတဲ့အစားအစာတွေပဲ။ဒီနေ့တော့တော်တော်စားကောင်းမှာပဲ။ ကြမ်းရမယ်ညစာမှာဒီလိုချက်တဲ့အတွက်ကြောင့်မလို့ပတ်စံဒီအများကြီးကုန်ခဲ့တယ်ပြီးတော့အချိန်လည်းအရန်ကုန်တယ်ဈေးလည်းသွားရတဲ့အတွက်ကြောင့်မလို့အလုပ်တွေလည်းအရန်များတာပေါ့ဒါကြောင့်မလို့ချွေမငယ်ကဒါရီကိုညင်းငွေနေခဲ့ပါတယ်ဟာအခုဈေးပြန်သွားရအောင်မယ်ပြန်လာလို့ရှိရင်လည်းဟင်းသီးဟင်းရွက်ဒီဖျက်ရအောင်မယ်ညကျရင်တို့ကလည်းခူးကျွေးရအောင်မယ်တပါတီတွေလည်းလက်ရအောင်မယ်ဒီလောက်လူတွေအများကြီးအတွက်ငါလက်ရင်းလက်ရင်းနဲ့ငါလက်ကျိုးသွားအောင်မယ်ချွေးမအကြီးကတော့နေ့လေကျရင်ချပါတီရီပါချက်စီရမလို့ထမင်းနဲ့ဟင်းချက်လာရင်ပြီးပြီ တကယ်တမ်းအလုပ်တွေအများကြီးကငါလုပ်ရတာအရင်တော့ကတော့မှ तू ကအော်လာကူပေးတယ်အခုတော့တယောက်ထဲပဲအကုန်လုံးနေရပြီဒီလိုနဲ့ချွေမအငယ်ကညစာချက်ပြုတ်တဲ့နေရာမှာညီငွေလာသလိုမိသားစုတွေကလည်း तू ချက်ပြုတ်တဲ့စားစာတွေစားပြီးတော့မှဘိုက်မကောင်းမှန်းလျှော်လာခဲ့တယ်ငါတော့အဲ့ဒီအစားအသောက်တွေမစားနိုင်တော့ဘူးအကျဉ်းသားကြီးရုပ်သီးတွေလျှော့ပြီးတော့မှပဲဒီချက်ညီချပုံစံအတိုင်းပဲချက်လိုက်ပါတော့ ခုချိန်မှာတော့ချွေမငယ်ကသူ့အမားကိုနားလဲသွားခဲ့တယ်။ဒါကြောင့်မလို့သူ့ရောင်မကိုတောင်းပန်ခဲ့ပါတယ်။ချွေမကြီးကလည်းသူ့ကိုကောင်းကောင်းမွန်မွန်ပဲဆက်ဆံပါတော့တယ်။အခုချိန်မှာတော့ချွေမအကြီးရောချွေမငယ်ရောပေါင်းပြီးတော့မှနေလင်စာရောညစာကိုရောအတူတူပဲချက်ပြုတ်ခဲ့ပါတော့တယ်။